ျမတို့ကြတော့လေအခုကတော့တော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့တော်လိုင်းဟုတ်ကဲ့ပါတော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့တော်လိုင်းကျမတို့ကတော့တော်လိုင်းရေးကိုမယုံကြည်ကျမတို့ကတိဆောက်ရေးကိုယုံကြည်ပေါ့ဟုတ်ပြီ digital to to luck digital money ဆိုတော့ pin money တမျိုးထပ်ပေါ်လာတာပေါ့အဲ့လိုပဲဆိုရမှာအဲ့ဒီချိန်မှာကျွန်တော်တို့ပြည်ပမှာက key base ရှိမယ် weight base ရှိမယ် true money ရှိမယ် ဟိုင်းချရမီဘာပီတူညေကိုမော်နမများအားလုံးပဲမင်္ဂလာပါ Newspeak Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ3ရက်နေ့ရဲ့ကျွန်တော်နေ့လည်ပိုင်းနဲ့ညနေပိုင်းတော့ပါနော်နောက်ဆုံးရရှိထားတဲ့တော်လန်သတင်းငောက်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်ဒီနေ့နေ့ခင်ပိုင်းမှာနောက်ဆုံးချတရတဲ့တော်လန်သတင်းတို့လေးတွေအရင်ဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မကွေးတိုင်းရေစကြိုမြို့နယ်ချင်းရမြစ်အရှိတ်ကန်ရေလေကျွန်းဒေသကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချမ်းပဲစစ်တပ်စစ်ကြောင်းကို တော်လိုင်းတက်ရရနဲ့ပြီးတော့ပိဆိုတိုက်ခတ်ချင်းမုန်းခဲလို့စစ်သား9ဦးတေဆုံးပြီးတော့ကိုဝရှင်ဖမ်းမိရခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းဟာဆိုရင်အားနေရာခန့်ပါတာဖြစ်ပေမဲ့ကျွန်တော်တို့ဒီမြင်းကြံ Black Tiger MPD တပ်ဖွဲ့ကနေပြီးတော့ဦးဆောင်တိုက်ခတ်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။လင်းနေခဲရန်တွေလည်းများကြီးရတာပေါ့နော်။ကက်စကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဘယ်နေရာရောက်ကျွန်တော်တို့တော်လိုင်းရဆွေတွေရနေပြီးတော့မှချမွန်တိုက်ခိုက်နေတာဖြစ်ပြမှာကျတို့ထုတ်ပေါ်လာတဲ့ရုပ်တံဗီဒီယိုဖိုင်တွေရပါတော့နော်စစ်ခွေးတွေအထိနာနေတာကိုကျတို့တွေ့ခဲ့ရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ တောင်းတမရတင်နယ်နဲ့လက်တော်ဖြစ်ပေါ်နေတဲ့ပြည်ပခါနဲ့ပတ်သက်ပြီးတော့မှကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘိုကနေပြီးတော့မှကချင်လွတ်လပ်ရေးတမရ KIA တောင်းပိုင်းတိုင်းစစ်ဌာနချုပ်ကိုညွှန်ကြားစာထုတ်ပြန်ခဲ့ပြီးတော့မှပြဿနာကိုလည်းနေနဲ့မပြေရှင်းရတဲ့လုံခြုံရေးစနစ်တုံ့ပြန်ထားတယ်ဆိုတော့မှသူတို့အနေနဲ့ထုတ်ပြန်ထားတာပဲဖြစ်ပါတယ် KIA ဘက်ကနေပြီးတော့မှခုလိုမျိုးထုတ်ပြန်လာတာပေါ့နော်ကျတို့ဒီတော်လိုင်းမှာစစ်ကောင်စီကိုဖျောချနေတဲ့တပ်ဖွဲ့ဝင်တွေချင်းချင်းကြတဲ့မှာတွေ့ကွေးမှုတွေမဖြစ်အောင်ခုဆိုရင်ထိန်းကြီးလိုက်တာပြီးတော့အောက်ခြေမှာတော့ကျတို့ကြားသိရတဲ့အတိုင်းနေပြည်တော်ကတွေကတော့ တော်တော်လေးကိုဖြစ်ပွားနေတယ်လို့သိရတာပဲဖြစ်ပါတယ်။တင်းလေးလေးဘက်ကနေပြတော့မှလည်းအချိပိုင်းတွေကဆားလို့ပေါ့နော်သူတို့ဒီကိစ္စကိုတေချာလေးကင်တွေဖြစ်ရှင်းနေတာဖြစ်ပြီးတော့မှမဟုတ်ဘူးဆိုတော့ကျတို့ဒီစကောင်စင်းနဲ့သူတို့ပေါ့ပေါ့တို့ဖြူချနေတဲ့အချိန်မှာပဲတော်လိုင်းရေးတဖို့ဝင်ကြတဲ့အချိန်မှာတွေးခွဲမဲ့အရေးရောက်တဲ့ခုကလေးမြင်နေရတာပဲဖြစ်ပါတယ် แกจ้อတွေနေနေခင်းမိုက်မှာပထမဆုံးနေတဲ့ချက်မှာကတော့အခုဆိုရဲမြောက်လိုင်းတို့အိုးစုကနေပြတော့ပါเนาะဝီဂျစ်ဒီဂျစ်တယ်စနစ်အသစ်တစ်ခုကိုတင်သွင်းလိုက်ပြတဲ့နောက်ပိုင်းမှာရဲဘော်ရှင်းလင်းရတယ်ပြတော့အဲ့ဒီဒီဂျစ်တယ်စနစ်ကဘယ်လိုမျိုးလုပ်လို့တယ်ဆိုတာကိုမြို့ပီသူတွေကိုချပြပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲဘော်ရှင်းလင်းဗီဒီယိုလေးနဲ့ဆက်လိုက်ရအောင်နော်ဟုတ်ပြီဒီဂျစ်တယ်တူတူလာဒီဂျစ်တယ် money ဆိုတော့ pay money တမျိုးထပ်ပေါ်လာတာဗောအဲ့လိုပဲဆိုရမှာပါလက်ရှိချိန်မှာကျွန်တော်တို့ပြည်တွင်းမှာက key base ရှိမယ် weight base ရှိမယ် true money ရှိမယ် ။ဆိုတော့ဒီလိုမျိုးပေးအများဆုံးကျွန်တော်ပြည်သူတွေသုံးကြတာက KP နဲ့ Wave Manly ။ဆိုတော့ဒီနေရာတွေမှာအစားထိုးယုံထက်မပိုနိုင်တဲ့ Digital Money QR ဆိုပြီးတော့သူတို့တွေစတဲ့အသုံးပြုဖို့အတွက်ပြင်ဆင်ခဲ့ပြီ။ဟုတ်ပြီ။တကယ်လည်းတော့အဲ့ဒါကကျွန်တော်တို့ဒါကျွန်တော်တို့ပြည်သူအစိုးရအယသာအစိုးရဒါ NLD တာဝန်ယူထားတဲ့အချိန်မှာအလုဆောင်ဖို့အတွက်သူတို့တွေစီစဉ်ရှိခဲ့ပြီးသားပါ။ အဲ့ဒီအချိန်မှာလောက်တာကအဓိကအဖြစ်ကတော့ကျွန်တော်တို့ဒီ payment တွေမှာကျွန်တော်တို့နဲ့တူငွေချေတဲ့မှာကျွန်တော်တို့အကျွေးပြဿနာရှိတယ်ဆိုတော့ငွေကြေးငွေကြေးတွေပြန်အမဲ့နေရာတွေမှာအကျွေးပြဿနာတွေပြည်လဲစေဖို့အတွက် digital money သုံးဖို့အတွက်သူတို့ကအဓိကထားပြင်ဆင်ထားတာပါဆိုတော့လက်ရှိအချိန်မှာညံရင်မမီတဲ့ဂျပူးကတော့ digital money ကိုကျွန်တော်တို့ရဲ့ပြည်သူတွေစီကငွေကိုဓမြတိုက်ဖို့အတွက် သူပြင်ဆင်လာတာပါသူဘလို့ဓမြတိုင်ပါလဲကျွန်တော်ရင်ပြပါသူရဲ့ဝန်တန်းတော်၎င်းဒါအခြားသောဝန်ထမ်းတွေကိုလဲပဲဒါအသုံးပြုခိုင်းရင်အသုံးပြုရမှာဖြစ်တယ်ဆိုတော့ဝန်ထမ်းတယောက်လစာထုတ်မယ်ပြီးတော့ digital money account ရှိထားတယ် boss ပေါ့ဗျာတထေးပေါ့တထေးကနေပြီးတော့ဟုတ်ပြီသူရဲ့ digital account ဝန်ထမ်းရဲ့ digital account ကို3000ဆိုပါစို့3000 3 3 3 3 3 3စသည်အားဖြင့်3သိန်းစသည်အားဖြင့်သိန်း30စသည်အားဖြင့်ကနန်းလေးရိုက်ပြီးတော့ထည့်ပေးလိုက်ရုံပဲငွေ3သိန်းငွေသိန်း30ဖြစ်သွားပါတယ်ဆိုတော့ကျွန်တော်ရင်ပြပါတယ်ဗမာချက်အာရှင်းလားမသိဘူးဗျာဆိုတော့အဲ့ဒီလုပ်ငန်းရှင်လေးကိုလဲပဲအကြမ်းဖက်ဖက်စစ်ခွေးအုပ်စုက digital many of ကနေပြီးတော့အခုလိုပဲ3တန်းလား3ကြေလား3မီလီယံလား တုံညာလေးရဲ့၃ရဲ့အနောက်မှာတုံညာလေးတွေသူတို့ရိုက်ပြီးတော့ထည့်ပေးလိုက်ယူမှာပဲဆိုတော့ငွေကြီးတွေဘယ်လောက်ထိဖောင်းပွားလာမလဲဆိုတာကျွန်တော်တို့စိုးရိမ်ဖို့အရန်တောင်းပါတယ်ဟုတ်တယ်နော်ဒါတော့အဲ့ဒီရလာတဲ့လစာငွေကြီးအဲ့ဒီငွေကြီးနဲ့အခြားနေရာတွေမှာကျွန်တော်တို့ပေးဝေမှုကျွန်တော်တို့ပေးချေမှုအဲ့ဒီပေးချေမှုတွေမှာလည်းပဲပုံမှန်အတိုင်းလက်ရှိကျွန်တော်တို့ပြည်သူအများစုသုံးနေတယ်ခေပေးဝေပန်နီသူရိမုတ်ထူမန်နီဆိုပါစို့ ်ခီပင်းကနေပြီးတော့ကျွန်တော်တို့အကောင့်တွေကိုငွေထုတ်မယ်ငွေလွှဲမယ်ဆိုရင် agent မှာ tax ဖြတ်ပါတယ်ကြည့်ဒီမှာ yeah version လေးပြောသလိုပဲပေါ့နော်မြောက်လိုက်တော့အုပ်စုကနေပြတမအခုဆိုရင်ငွေစက်ကိုအစ်တွေကိုမြိုက်ထုတ်တော့ပဲနဲ့အခုလိုမျိုးတို့အနေနဲ့ digital ငွေပေးချေစနစ်ကိုအသုံးပြုလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နဲ့မကြခင်မှာတော့ပေါ့နော်ငွေချေဖော်မမှုတွေကို digital ပုံပြမှာမြင်မှာဆိုတာခန်းဆိုင်မှာဖြစ်တယ်ပြီသူတွေကနေပြတမအခုအချိန်မှာတော့မှတော်တော်လေးဟုတ်ပါနော်ဒီငွေချေဖော်မမှုစနစ်နဲ့အကုန်စင်းလုံးမြင့်တက်ရခြင်းရဲ့အကျိုးဆက်တွေကိုခန်းဆန်းနေရတာပြတမမြောက်လိုင်းကနေ ူတို့ကိုကြိုးစီပွားသွဲအခုလိုမျိုးလို့ဆောင်နေကြတာပဲဖြစ်ပါတယ်မြေပေါ်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းဒီထက်ပိုပြီးတော့မှပေါ့နော်သတိဝီရိယရှိပြီးတော့မှအရင်ကတည်းကကျွန်တော်တို့ဒီကမ္ဘောဇာလိုဟာမျိုးတွေကနေပြီးတော့မှပြည်သူတွေရဲ့ပိုက်ဆံတွေခိုးတာလည်းပြဿနာကြီးကြီးရှိခဲ့ဖို့တယ်အခုဆိုပြောင်းလိုက်တဲ့အိုးစုကနေပြီးတော့မှပေါ့နော်ပေါ်တင်သူတို့ငွေပေးချင်မှုစနစ်တစ်ကိုထုတ်လုပ်ပြီးတော့မှကိုယ်တိုင်မြေပေါ်ပြည်သူတွေဆက်နေဓမြတိုက်တော်ပဲပုံစံတွေခိုးဆောင်ကျွန်တော်တို့မြင်နေရတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပေါ့နော်မနေ့ကကျွန်တော်အားလုံးကြည့်တဲ့အတိုင်းဒီ Can you please ဆိုခွင့်ပို့ဖို့ဖြစ်တဲ့ Producer Tony ရနေမြို့မှာ သူတို့တိမ်ချုပ်ထားတဲ့နေမြေဒေသတွေမှာမြောက်နိုင်တဲ့အုပ်စုအနေနဲ့ရွေးကောက်ပွဲလုပ်ဖို့လုံးဝမစင်ဆန်းတဲ့ဆူပရမရာဇတန်ပေးတဲ့နောက်ပေးတဲ့နောက်ပိုင်းမှာဒီကြော်ပြုံးမင်းပေါ့နော်ဘယ်လိုမျိုးပေါက်ွက်ပြောဆိုထားလဲဆိုတာတစ်ချက်တော့ကြည့်လိုက်ရအောင်နော် KNU မှာလူတော်ရေးရှင်ရှိနေမြဲအဲစော်တော်နီကိုပြောရေးဆိုခွင့်ပေးတာတကယ်ငဘောကိုနေရာပေးတယ်တူတူပဲစော်တော်နီကခုစော်တော်နီကပြောရတယ်နော်မနေ့ကသူတို့ပွဲတစ်ခုမှာပြောတယ်ဗာလဲဆိုတော့အထူးအောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီဆိုပြီးအဲကော်မတီလုပ်တယ်အဲကော်မတီရဲ့သစ္စာရှင်တွေကပြောပါတယ်ဆိုစော်တော်နီကဗာပြောလဲဆိုတော့ KNU နေမြဲထဲမှာတဲ့နော်စစ်တပ်ကလာပြီးရွေးကောက်ပွဲလုပ်မယ်ဆိုရင်တဲ့နော် စစ်တပ်ကတဲ့မရမကတရားမဝင်အထူးအောင်ရုပ်ကဘိုးကိုနေမြေထဲမှာလာလို့မယ်ဆိုရင်ねကျွန်တော်တို့ကဘာဖြစ်လဲမယ်ဆိုတော့အာမမခံဘူးတဲ့အဲ့တော့တာဝန်လည်းမယူဘူးလေအာမလည်းမခံဘူးလေဖြစ်သွားမယ်ဆိုရင်တာဝန်မယူအာမခံအဲ့ဒါပြောချင်တယ်တဲ့စော်တော်နီကအဲ့လိုပြောတယ်ပြောချင်တာသူကရင်ပြည်နယ်ထဲမှာရွေးကောက်ပွဲလာလို့လို့ရှိလို့တဲ့ရွေးကောက်ပွဲမရောက်ကလာလို့ရေဘာဖြစ်သွားမလဲဆိုတော့အာမမခံဘူးတဲ့ဆိုတော့အတော့ရွေးကောက်ပွဲလာကျင်းပလုပ်မယ်ဆိုရင်ရွေးကောက်ပွဲလုပ်မယ်အရာရှိရွေးကောက်ပွဲအရာရှိတွေတက်ဆိုင်ရနေပြီလို့ကျွန်တော်တက်ဖွဲ့ဝင်တွေ နိုင်ငံရေးသမားတွေအကုန်လုံးမင်းတို့ရွေးကောက်ပွဲလာလို့လို့ရွေးကောက်ပွဲပါရင်မင်းတို့ဘာဖြစ်မလဲဆိုတော့ငါအမှမခံဘူးနော်လို့စော်တော်နီကပြောတာဒါရွေးကောက်ပွဲကိုနှောက်ရှက်ဖျက်ဆီးမယ်လို့တော်ရပြီပြောတာဆိုတော့အဲ့လိုပြောလိုက်တဲ့စကားပဲအဲ့တော့နတ်ဆကအစိုးရကတော့ပြန်မပြောဘူးပေါ့ဗျာဒါပေမဲ့နတ်ဆကအစိုးရကိုစားကျွန်တော်တခေါက်တော့ပြောကြည့်မယ်ရွေးကောက်ပွဲလာကရင်ပြည်နယ်ထဲမှာရွေးကောက်ပွဲလာလို့တဲ့လူတွေအတွက်အာမခံချက်မရှိဘူးနော်လို့ပြောတော့ကရင်လက်နက်ကင်အဖွဲ့ဖြစ်စီကရင်လက်နက်ကင်အဖွဲ့ခေါင်းဆောင်ဖြစ်စီအဲ့ဒီလူရဲ့အသက်နဲ့မိသားစုရဲ့ဘဝလုံးလုံးမှုအာမခံချက်မရှိဘူးနော် အဲ့လိုပြန်ပြောလို့ရတယ်တော့ပြန်ပြောရတယ်နော်ဒီကောင်ကတော့ရေကောက်ပွဲကိုနှောက်ရှက်ဖြက်စီးဖို့စကားသံလွှင့်တာနဲ့ဖြက်စီးဖို့တိုက်ရိုက်စူးစမ်းတာနဲ့လုတ်တဲ့သူရဲ့ဘဝအသက်အန္တရာယ်မိသားစုဘဝလုံးကျုံအသက်အန္တရာယ်အားမကလည်းမရှိဘူးတော့ငါတို့လည်းကျွန်တော်လည်းအဲ့လိုပြန်ပြောလို့ရတယ်နတ်ဆာကလည်းနော်ပြန်ပြောလို့ရတယ်ဒါပေမဲ့နတ်ဆာကတော့ပြောမှာမဟုတ်ဘူးဒါပေမဲ့သူ့ကိုယ်စားကျွန်တော်ပြောပေးတာနတ်ဆာကရဲ့ Dota version ကိုကျွန်တော်မြန်မာလိုပြန်ပြန်ပြီးတာမြန်မာစကားကိုမြန်မာလိုပြန်ပြန်ပြီးလိုက်တာပြောလို့ရတယ်လေ မင်းနောင်ရွေးကောက်ပွဲကိုအမခံချက်မရှိဘူးနော်လို့ပြောရင်ရွေးကောက်ပွဲလာကျင်းပတဲ့ကောင်တွေအမခံချက်မရှိဘူးနော်ပြောရင်မင်းရဲ့ဘဝအသက်မင်းသိမလားမင်းမိသားစုဘဝပြင်မလားဆိုတော့အမမခံဘူးနော်လို့နာဆကဘက်ကပြန်ပြောလို့ရတယ်မပြောတာမပြောတာပြောလို့ရတယ်ဆိုချင်တာကိုစကားကိုဘယ်ရောက်နေမှမသိဘူးဟိုဘက်ကပြန်ပြောရင်ဘလို့ခံရမယ်ဆိုတော့ तू မသိဘူးအဲအဲ့လိုကောင်မျိုးငပိုးယူပြောရေးဆိုဝင်ပေးထတာ KNU တကယ်ငပိုးတွေပဲဆိုတော့ဒီ KNU ထဲမှာဒီတော်တော်နီလို့ငပိုးတကောင်ပဲပြောတတ်တယ်လူရှိတယ်ကျွန်တော်ကမပြောတတ်ကြတော့လားအစ်တမ်းမရှိလို့လား KNU ကစောတော်နီလောက်တော့အစ်တမ်းမရှိကြလို့ပြောမယ်ကောင်မရှိရလားကျွန်တော်နောက်မသိဘူး ဒီလိုပြီးတော့ဗာပြောလဲဆိုစစ်တပ်ကိုအရင်ကသူပြုတ်ပြုတ်တိုက်မယ်လို့အပြုတ်တိုက်မယ်အရေးတိုက်မယ်အဖတ်တိုက်မယ်လို့ပြောခဲ့တာအခုလည်းကြာအောင်စစ်တပ်ကိုဟိုတဲ့အပြုတ်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတော့ဟိုပြောလို့ရတယ်ပေါ့ဆိုတော့ဖြစ်သွားဟောအရင်တော့လည်းသူအပြုတ်တိုက်မယ်အဖတ်တိုက်မယ်အရေးတိုက်မယ်ပြောခဲ့တာအခုကြာတော့အပြုတ်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးသူတို့တဲ့တိုးတော်လဲတဲ့မဖြစ်နိုင်မယ်လေသူတို့ကတော့လက်နက်ကင်တာမစွတ်လို့ဘူးတဲ့ဆက်ပြီးလက်နက်ကင်ပြီးစစ်တပ်ကအာဏာရှင်ဒေါ်လာနေဦးမှာတဲ့ဆိုတော့အရင်တော့အပြုတ်တိုက်မယ်အဖတ်တိုက်မယ်အရေးတိုက်မယ်ဆိုတော့ဘာဖြစ်တကုန်တာတော့ကျွန်တော်နားလည်းမလဲတော့ပါဘူးဒီလိုပရိမရာကိုစကားဘယ်ပြောလို့ဘာပြောခင်မှမသိရလို့နော် အာမကြက်တဲ့ငယ်ပဲမြောက်ရီမှာဟိုသူတို့အုပ်တွေခြားတော့တာစစ်တပ်ကပြုတ်တော့မြောက်ရီကဂျုံနဲ့ပြက်ရှင်းတော့ကတောက်မထားတော့အကုန်တက်လာပါအကုန်ရှင်းပါပြီးအခုကျတော့ပြုတ်တိုက်ဖို့ဆိုတာဖြစ်နိုင်မှာမဟုတ်သူတို့တောင်တိုက်လာတာ90ချောပြီဆိုတော့ပျောက်လာလေးတန်းဆိုတော့စော်တော်နီလိုလူမျိုးကျွန်တော်တော်တော်အော်ရိုင်းလူဒါတော့ကြော်မြမြနဲ့ပြုံးမှာကျွန်တော်တို့ can you pay ဆိုဟန်ပုဂ္ဂိုလ်တို့ဖြစ်တယ်ပေါ့နော်ဘိုလိုစော်တော်နီရနဲ့ပြုံးမှာဒီကင်ပီနယ်ထဲမှာမြောက်နိုင်တို့အုပ်စုအနေနဲ့ ရွေးကောက်ပွဲတွေလို့ဖို့ကျွမ်းပါမယ်ဆိုရင်တော့အဲ့ဒီရွေးကောက်ပွဲကိုအပြည့်အမြောက်လို့တဲ့အုပ်စုတွေရဲ့အသက်ကိုလုံးဝအမမခံဘူးဆိုပြီးတော့ပြောဆိုလိုက်တဲ့ပုံမှာပြန်ပြီးတော့ချင်းချောက်ပြောဆိုထားတာပေါ့နော်သူအစ်စ်နဲ့ရဲဆဆကျတို့ဒေတာလိုင်းရဲ့ရဲဘော်တွေကိုတွန်းနေပြီးတော့ချင်းချောက်ပြောဆိုထားတာပြီးပြီးတော့ဒီကောင်ကတော့မကြခင်မှာတော့မျိုးကနော်မယ်ဆိုတော့ချင်းတည်တယ်ပေါ့နော်ကျတို့တော်လိုင်းရဲ့အစုတွေကနေပြီးတော့ဒီနေ့ထဲမှာပဲမြောက်နိုင်တော့အုပ်စုတွေကိုအပြုတ်တိုက်အပြတ်စော်တဲ့ပုံစံနဲ့အခုဆိုရင်ထုဆစ်စင်တိုက်ခိုက်နေတာပြီးပြီးတော့နေရာတိုင်းမှာလည်းအောင်ပွဲတွေရရှိနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးကောင်တွေကနေပြီးတော့ မြောက်လိုက်လို့စစ်တပ်ကြဆုံးဖို့တော့ဗောနော်အဓိကလမ်းညွန် နေတာပြုံးမှာမကြခင်မှာတော့မြောက်လိုက်နေတဲ့သူအနေနဲ့ဒီနိုင်ငံတကာရှေ့မှာရောကျတို့မြို့ပပြည်သူတွေရှေ့မှာပါခထုတ်ခွလန်နေဗောနော်ဆက်ရှင်သွားနိုင်တဲ့အခြေအနေတွေကျတို့ခုခရက်မြင်နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတူမအနေနဲ့ပြတော်မှခုဆိုရင်စပေးရှောင်းဒေတာတွေမှာ NUG နဲ့ AA ဘက်ကနေပြတော်မှပီတိုတွေကိုအခုညီပေးနေလားဆိုပြတော်မှပေါ့နော်ပြောင်းလဲပြောင်းစားတွေပြောထားတယ်လေကျွန်တော်တို့တစ်ချက်လုံးနားထောင်လိုက်ရအောင် အန်ယူဂျီကငါတို့နိုင်နေပြီဆိုလို့ရှိရင်ထောက်ပံ့ကူညီမှုပေးနိုင်ရမယ်ဒီပုံမှာအန်ယူဂျီရဲ့လူကပြန်ဝင်ကြီးဝင်းမြဲ့အေးဘာတွေကူညီထောက်ပံ့ပေးတယ်လဲအခုရခိုင်ပြည်နယ်မှာအထူးသဖြင့်ကွာတော့တန်တွဲကြောက်ဖြူပုံနေကျုံးမှာအကြောက်တော့ sorry တောက်တော့ပုံနေကျုံးမှာစိတ်ဒုက္ခတွေဖြစ်နေတယ်ထမင်းနဲ့ငတ်နေတယ်အဝမ်းပြဝမ်းရောယောဂတွေဖြစ်နေတယ်အေးဒါယောဂတွေဖြစ်နေတယ်အေးအေးကဘာကူညီပေးတယ်လဲဒါဆိုရင်လည်းလို့စက်တက်တာရောလည်းလို့ထောက်ပံ့နေနားစားတာဆိုရအောင်ကူညီပေးတယ်လားမေးကူညီပေးတယ်အဲမနေ့ကမှကျွန်မမြင်မြင်ကိုတွေ့လာတာမနေ့ကမှကျွန်တော်တို့ဒီ အနေနဲ့အနေနဲ့ရဲရဲကနေပြီးတော့ကျမတို့ဒီအေးအော်လေးကိုစပေးတင်းဆောင်လာတဲ့ပြည်သူတွေကိုကျမတို့ရဲကြီးရုံးနေမှာခေါ်ပြီးတော့နော်အဖအမိဘသူနာမည်ဘသူဆိုပြီးတော့နာမည်စင်းရရနဲ့တကောင်စင်းရတလတလကိုတဦးလျင်ငွေ2000ကျပ်ထောက်ပံ့တယ်နော်တူနေမွန်းနဲ့ငွေ2000ထောက်ပံ့တယ်တဲအိမ်မှာနော်တပိသားစုကလူ2ယောက်ထောက်ပံ့ပေါက်ပန်း50နော်2000 2000 4000ရမယ်အိမ်ရှိလူကတယောက်ကို2000လေးထောက်ပံ့ပေးတာဒီတလားလေးတွေထောက်ပံ့ပေးရလားမဟုတ်ဘူး ဒီနောက်25တလလုံးစုစုပေါင်းခန့်မှန်းလူဦးရေမြန်မာတိုင်းရန်လော့နဲ့လက်ရှိနာဆာကအဆောင်စုကထိချုပ်ရနေမျိုးကိုထွက်ပြေးတိတ်ဆောင်လာတဲ့ဆေးပိဒုက္ခတွေခွနှစ်သိန်းရှိတယ်အဲ့ဒီခွနှစ်သိန်းကိုတလကိုလူတယောက်ကို2000နှုန်းနဲ့ထောက်ပံ့ကူညီပေးမယ်ထောက်ပံ့ကူညီပေးလျက်ရှိတယ်ဒါဆိုရင်ငါတို့ကခင်ဗျားတို့ပြောသလိုရှိရင်ခင်ဗျားတို့ကထိချုပ်ထားတဲ့မျိုးတွေကပုံများတယ် တော့လက်ရှိနိုင်ငံမှာဆိုရင်ခင်ဗျားတို့ကဘယ်နာကိုတော့ MND ကထိန်းချုပ်လိုက်ပြီးတင်းလိုက်ပြီးဘဲဟုတ်ပလောင်ကတင်းလိုက်ပြီးဘဲဟုတ်ဘဲဟုတ် KI ကတင်းလိုက်ပြီးအနုကြည်ကရေတော့ပုံအောင်နေပြီးငါတို့အောင်နေပြီးမြို့တော်လိုက်နိုင်နေပြီးခင်ဗျားတို့မြို့သိမ်းနိုင်နေပြီးဆိုရင်ခင်ဗျားတို့ထိန်းချုပ်နိုင်တဲ့မြို့တွေကပုံများတယ်ဒါဆိုရင်ခင်ဗျားတို့ထိန်းချုပ်နိုင်တဲ့မြို့တွေကပြည်သူလူထုကိုတလကိုဘလောက်ကိုင်းကြီးထောက်ပံ့ပေးနိုင်တယ်လဲကိုင်းကြီးထောက်ပံ့မှုမပေးနိုင်ဘူးပြည်သူလူထုရဲ့ခက်ခဲဒုက္ခတွေကိုမကူညီပေးနိုင်ဘဲနဲ့ပြည်သူတွေကိုတပူပေါ်တပူဆက်အောင် နော်တမင်းနဲ့လည်းပြည်သူတွေကိုစားနေတဲ့ခါကိုမထောက်ပံ့နိုင်တဲ့အပြင်ယောဂဖြစ်နေတဲ့ပြည်သူတွေကိုစေဝါးတွေမထောက်ခံမထောက်ပံ့နိုင်တဲ့အပြင်စစ်တွေထပ်ပြီးမှုရဲ့အတွက်ပြည်သူတွေ ထပ်ပြီးတော့ဥမဲ့အိမ်မဖြစ်ရအောင်ပြည်သူကိုဒုက္ခပိုးပြီးရောက်အောင်လုပ်နေတဲ့အဖွဲ့ကခင်ဗျားတို့ UNGPD ရဲ့အကြမ်းဖက်ဖွဲ့နေတာဖြစ်တယ်။ EAO ရောအမိခံအကြမ်းဖက်ဖွဲ့နေတာဖြစ်တယ်။ဒါကြောင့်ပြောရတယ်နော်။တို့ဟာဗဇက်ကပြည်သူပြည်သူပြောပေမဲ့အမှန်တကယ်ပြည်သူကိုဒုက္ခရောက်အောင်လုပ်နေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်ပြည်သူတွေရဲ့သစ္စာတွေမြတ်တာတွေခင်ဗျားတို့စူးပါလိမ့်မယ်။အဲ့ဒီပြည်သူသစ္စာတွေကြောင့်မှခင်ဗျားတို့ယူရပါလိမ့်မယ်။သစ္စာစိုးရင်ယူပါလိမ့်။ကဲပုတ္တမရစကားလိုမျိုးပေါ့နော်လွတ်လွတ်ဆပ်ပဲပေါ်ပန်းလေးဆက်တွေပြောနေတာပဲပြမ မြောက်လိုင်းစက်တပ်အနေနဲ့ပြည်သူစစ်အနေယူတာကတော့ပုံများတာပေါ့နော်ကျွန်တော်တို့ဥပမာပြောမယ်ဆိုရင်သူမြောက်လိုင်းတို့စက်တပ်ကနေပြီးတော့မှစိန်မှာနေလောက်ကိုသူတို့အနေနဲ့ထောက်ပံ့တဲ့ပုံစံမျိုးလုပ်ပြီးတော့မှဂျန်နက်ရှင်လောက်ကိုဒီပေါ်တာဆွဲမယ်ဆိုပြီးတော့မှပေါ့နော်ဒီတိုင်ကိုအနည်းဆုံး3,000 5,000ကနေ6,000လောက်ထိခုဆိုရင်ကောင်းနေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်တယ်ဒီလိုမျိုးဒီအောက်ခြေမှာဖြစ်ဖြစ်နေတာမှာသူတို့အထက်ကလူတွေကနေပြီးတော့မှပေါ့နော် ပြည်သူတွေကိုကူညီတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေတာပြည်သူမှဒီပုသူမနဲ့ပြည်သူမှလည်းအဲ့လိုမျိုးကျွန်တော်မျိုးပါပြည်သူတွေကိုဂျင်းထဲပို့လွှင့်နေတာဖြစ်တယ်။တပတ်ကနေပြည်သူမှသူတို့ကဆစ်ရှုံးနေတဲ့အချိန်မှာပဲကျွန်တော်လူငယ်တွေကိုဖမ်းဆီးတယ်ပြည်သူမှရတားနေတဲ့ပေါ့နော်နေတော်တော်များများကိုလေးချောင်းနဲ့တက်ခတ်မှုတွေပြုလုပ်နေတာပြည်သူမှအဲ့ချိန်ကျမှကျွန်တော်ဘက်ကနေပြည်သူမှဆစ်ခေါ်တဲ့ပုံစံမျိုးနဲ့အခုဆိုရင်ဆွဆွပြောဆိုလာတာကိုကျွန်တော်တွေ့ရတယ်ဖြစ်ပါတယ်။ဒါကသူတို့အနေနဲ့မဆားရတယ်မဲ့တင်းတဲ့ပြတဲ့ပုံစံမျိုးနဲ့ဒီလိုမျိုးပေါက်လို့ပက်စားတွေပြောထားတာပြည်သူမှပေါ့နော်။ဒါကမြောက်လိုက်နဲ့သူတို့ lobby တိုက်ရဲ့ ရုပ်မာတဲ့အကြံတွေလို့ကျွန်တော်ပြောမှာပဲဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသူဖြစ်တယ်ပေါ့နော်။ဒေါက်တာတက်ခိုင်ကနေပြီးတော့မှတော်လိုင်းရဲကိုယုံကြည်မရှိဘူးဆိုပြီးတော့မှလည်းတို့ပြောထားတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ကျမတို့ကြတော့လေအခုကတော့တော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့တော်နေတယ်ဟုတ်ကဲ့တော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့တော်နေတယ်ကျမတို့ကတော့တော်လိုင်းရေးကိုမယုံကြည်ဘူးကျမတို့ကတိဆောက်ရေးကိုယုံကြည် ဒေါ်လာရေးကိုယုံကြည်တဲ့ပါတီမဟုတ်ဘူးတိဆောက်ရေးကိုယုံကြည်တဲ့ပါတီကြားတယ်နော်အားလုံးအဲ့ဒါကြောင့်မလို့ကျွန်မအနေနဲ့တော့ပြည်သူလူထုကဟိုပေါ့အေဂျင့်တည်ငိမ့်နဲ့ပတ်ဝန်းကျင်ကိုလုပ်ချင်တာပေါ့နော်အဲ့ဒါအတွက်ကိုကျွန်တော်တို့လည်းနိုင်ငံရေးပါတီတစ်ခုအနေနဲ့ဒါသည်ငြိမ်းချမ်းတဲ့နိလန်းနဲ့နိုင်ငံရေးကိုဆောင်ရွက်တာဖြစ်တယ်ဆိုတဲ့အကြောင်းဆန္ဒမူနာပြကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါပြီ ။နောက်ပြည်သူလူထုကဟိုပါပေါ့ရှင်အပြောင်းလဲလိုချင်တာကျွန်တော်တို့ကနားလည်ပါရှင်။အပြောင်းလဲဆိုတာဒီဟိုအခြေအနေတွေပိုကောင်းလာတာတို့ပါတို့ဒီအစိုးရအပြောင်းလဲကိုကျွန်တော်ပြောချင်တာဟုတ်ပါ။တခါလေးကြာရင်လည်းဟိုကဖြစ်မှာဆိုတော့ဟုတ်ကဲ့။ဟိုနားလည်မှုလွဲမှာဆိုတော့အဲ့လိုအဲ့လိုအပြောင်းလဲကိုပြောချင်တာဟုတ်ပါဘူး။အဲဆိုလို့ရှိရင် agent တည်ငြိမ်နဲ့အဲဒီဒီဟိုပါပေါ့နော်ပိုကောင်းတဲ့ဘက်ကိုပြောင်းချင်တာပေါ့နော်။ဟိုကလူမှုစီးပွားခွင့်မျိုးတိုးတက်ချင်တာဒါမျိုးတွေလိုချင်တာဖြစ်ပါတယ်။အဲ့ဒါအတွက်ကိုကျွန်တော်တို့ ပါတီအနေနဲ့အတက်နိုင်ဆုံးဆောင်ရွက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါနိုင်ငံရေးပေါ့နော်နိုင်ငံရေးနဲ့ဒီဒီလက်နက်ကင်လမ်းစဉ်နဲ့နိုင်ငံရေးလမ်းစဉ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးလမ်းစဉ်မှာစောစောတမန်ဆောင်ရွက်ခြင်းအဖြစ်ဒီလက်နက်ကင်လမ်းစဉ်တွေတဖြည်းဖြည်းနဲ့ချုပ်နှိမ်ပြီးတော့မှနေပါသွားအောင်ပေါ့နော်ဒါတွေကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နောက်ဆုံးတစ်ခုလေးပါလေအခုတိုင်းသားလက်နက်ကိုင်ဖွဲ့တွေကသူတို့ကဒီ2021နောက်ပိုင်းမှာအကုန်လုံးကျွေးကြော်လာတာစစ်တပ်ကိုအပြုတ်တိုက်ရေးပြုတ်တိုက်တကယ်တော့သူတို့အပြုတ်တိုက်နိုင်ပါလား အဲကျွန်တော်ဒီလိုတော့ယူဆတယ်ဟိုယူဆတာမဟုတ်ပါဘူးယုံကြည်တာပါရှင်ဟိုကျွန်တော်တို့မြန်မာနိုင်ငံကဒါအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံဖြစ်တယ်ဒီအချုပ်ချာအာဏာကိုစောင့်ထိန်ဖို့လို့အတွက်တတ်မတော်ဆိုတာပေါ့နော်အချုပ်ချာအာဏာပိုင်တဲ့နိုင်ငံတိုင်းမှာတတ်မတော်ဆိုတာဒါအချုပ်ချာအာဏာကိုဟိုဒီဒီကာကွယ်တဲ့အဖွဲ့အစည်းပေါ့နော်ဒါအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတတ်မတော်ကိုအလေးထားပါတယ်နော်တတ်မတော်ရဲ့လုပ်ငန်းတွေဒီထက်ပိုပြီးတော့မှစွန့်စွန့်တမဆောင်ရွက်နိုင်အောင်ကျွန်တော်တို့လည်းတတ်နိုင်တဲ့ဘက်ကကူညီချင်ပါတယ်ရှင့် အဲ့ဒါတခုဖြစ်ပါလေရှင်ဆိုလို့ရှင်တက်မတော်ပြုတ်တိုက်ရေးဆိုတာဒီဟိုပါပေါ့ရှင်အဲအချုပ်ချာအာနာအချုပ်ချာအာနာကိုစောင့်ထိန်တဲ့အဲကျမကျမတို့တကယ်နိုင်ငံတက်မတော်ပြုတ်တိုက်တယ်ဆိုတာနိုင်ငံဖြစ်တာနဲ့တူတူပဲဖြစ်ပါလေအဲ့ဒါကြောင့်မို့လို့ကျမတို့ဒီလန်းစင်ကိုကျမတို့မယုံကြည်ပါဘူးအဲမယုံကြည်ပါဘူးအဲ့ဒါကြောင့်မို့ကျမတို့ကျမအခုပြောချင်တာလေထည့်ပြီးပြောချင်တာကျမတို့နိုင်ငံတော်နဲ့အစိုးရပေါ့နော်အဲ့အဲ့ဒါကိုကွဲကွဲပြားပြားသိဖို့ရည်ကြီး နာတော့ဗောနော်တက်တက်ခံရတယ်ပြမခုဆိုရင်သူတို့အနေနဲ့ဒီစက်တကောပြိုးတိုင်းနေဖို့ဆိုတာတော့ဗောနော်ကျတို့တလိုင်းဘက်ကနေပြမလုံးဝကိုမဖြစ်နိုင်ဘူးဆိုပြီးတော့မတတိယယုံကြည်ထားတဲ့ကြောင့်ပြောဆိုထားတာဖြစ်တယ်သူကိုယ်တိုင်နိုင်ကိုကအရင်ကမျှော်လင့်ရတယ်ပြမရထုကနေဖြုတ်ချလိုက်တဲ့ချိန်မှာအခုလိုမျိုးဗောနော်စကားကိုလေးလို့ဆိုပဲပြောဆိုနေတာပြမမျှော်လင့်ကိုပြန်ပြန်မဖျားနေတာပဲဖြစ်ပါတယ်ကျတို့ဘက်ကနေပြမခုလိုမျိုးဗောနော်တလိုင်းကိုဆန့်ကျင်ပြီးတော့မပီတူလူတို့တွေဆယ်တို့ခချက်တည်အောင်နှီးမျိုးစုံနဲ့စူးစမ်းလို့ဆောင်နေကြတဲ့ မြောက်လိုင်းတို့နဲ့သူတို့ပေါင်းပါတွေကိုလည်းအခုဆိုဘောချာဆုပ်ဖို့ပြင်ဆင်နေတာပြပြမဒီလိုမျိုးပေါ့နော်ခွေးတုပ်ပေါင်းနဲ့နိုင်ငံရေးပလင်တက်ကိုပြန်ပြောင်းဝင်ချင်နေတဲ့အုပ်စုတွေကိုလည်းတခါတည်းပုံစံပေးတော့မှာပဲဖြစ်ပါတယ်မြေဘပြည်သူတွေနဲ့လည်းဒီလိုမျိုးပြောခဲ့တဲ့လူတွေကိုတေချာလေးမတားထားပြတော့မှာပါနော်ကျွန်တော်တို့အနေနဲ့မကြခင်မှာတော့မြေဘပြည်သူတွေနဲ့အားနဲ့ညီပြန်ပြတော့မှာတရားစီရင်တော့မှာပဲဖြစ်ပါတယ်ကြည့်ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်နေနဲ့ပေါ့နော်ဒီဘောမတွေပစကနဲ့ဖန်တရားရထွက်လာတဲ့စကားကဘာလဲဆိုတော့အမေစုက ဒီသူအနာရရှိနေတဲ့အချိန်မှာနိုင်ငံတော်ပန်းနာငွေတွေကိုအလွဲသုံးစားလို့တဲ့ support မှာပြောဆိုလာတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒီဘောမှဘွားတော်တကောင်ကနေပြတော့မှလဲပေါ့နော်ဘယ်လိုမျိုးပြတ်ထားလဲဆိုတော့ကျွန်တော်တချက်တော့ကြည့်လိုက်ရအောင်ကျမရဲ့ဒေါအောင်ဆန်းစုကြည်တိုင်းပြည်ဘန္ဓာတွေကိုခိုးသွားတဲ့အရေးအရေးအတွက်တွေကိုကျမတင်ပြထားတဲ့ပုံမှန်သူကဒီလိုလေးလာမှန်ထားတယ်နော်အခုအဲ့ပတ်စံနေရဲ့ဘာမှလုံးလို့မရတော့ဘူးတဲ့ထောင်ထဲမှာတည်တော့မယ်တဲ့အဲ့ပတ်စံနေကအစောကြီးကလေးက နိုင်ငံခြားသူသားနှစ်ယောက်စီရောက်နေပြီလေเนาะသူများကလေနိုင်ငံရောက်တယ်ဆိုတာအားလုံးကိုကြိုမြင်ပြီးသားเนาะအမှန်ကအဲ2021မှာဒီတို့ရေးနေဖြစ်တာပေါ့เนาะ2018လောက်ကလေးကကျမစိတ်ထင်ပေါ့တကယ်ဟုတ်မဟုတ်တော့မသိဘူးเนาะကျမစိတ်ထင်ဒေါ်အောင်ဆန်းစုကြည်ကဒေါ်အောင်ဆန်းစုကြည်မဟုတ်တော့ဘူးလို့ကျမတို့ကထင်တယ်ဟာ ဒါဖြစ်လို့လည်းပြောင်းသွားတာလားမသိဘူးနော်ဂျပန်ကိုနိုင်ငံရေးခီးစဉ်သွားတယ်ဆိုပြီးတော့နော်ပြန်လာတော့မင်္ဂလာတော်လေးစိတ်ကြီးတစ်ခုလုံးကိုမှောင်ချပြီးတော့ဝီးချိန်နဲ့ပြန်လာတာအဲ့ဒါကတန်မြတ်ဖြစ်စရာအချက်ပဲနော်အဲနောက်ပြီးတော့အဲ့ပြန်လာပြီးနောက်တပတ်လောက်နေတဲ့အချိန်မှာလူလူနဲ့တွေ့ဆုံတဲ့စကားပြောတဲ့နေရာမှာ तू ကအသက်40အရွယ်လောက်အရန်ကိုနုပြိုချောမောလှပလာတယ်နော် အဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ तू อ่ะတင်းနေကြီးအောင်လဲဆေးထိုးခဲ့တယ်တဲ့မျက်နှာတွေဖောင်းအောင်လဲဆေးထိုးခဲ့တယ်ဂျပန်မှာ तू လှဖို့ပြုပြင်ခဲ့တယ်ပေါ့လေနော်ကျမတို့ကတော့မထင်ပါဘူးကျမတို့ကတော့မထင်ပါဘူးဘာလို့ဆိုတော့သူ့ကိုဆေးလွတ်ထားတဲ့နိုင်ငံသားထောင်နိုင်ရေးအဖွဲ့ကသူ့ဇက်လန်တင်းတော့မှမဟုတ်လို့သူ့ကိုဖမ်းထုတ်လိုက်ပြီးတော့မှသူ့အစားလူတယောက်ထိုးလာတယ်လို့ကျမကတော့အဲ့လိုပဲထင်မြင်မိပါတယ်ဒါနိုင်ငံတော်ကလည်းထုတ်ပြန်ကြေညာတဲ့အရာတွေမဟုတ်ဘူးထုတ်ပြန်ကြေညာရလောက်တဲ့ ရတဲ့အဆင့်တန်းတွေလည်းမဟုတ်လို့ပေါ့နော်လှုပ်ဝက်ထိုက်တန်းတွေလည်းဖြစ်ရင်ဖြစ်မှာပေါ့ဒါကကျမထင်တယ်လို့လည်းအမှန်တကယ်ဖြစ်ချင်ဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးပေါ့နိကျမရဲ့စိတ်ထင်ကိုကျမပြောပြတာပါဘာလို့ဆိုတော့အဲဒီတော့အနီးကြောင်တွေကပြောကြလေမမေရမ်းလှလာတယ်မမေရမ်းလှလာတယ်နဲ့နော်ပြီးတော့ तू နှစ်နှစ် तू အနာဆုံးလို့ဒီရွေးကောက်ပွဲတွေမလုပ်ခင်လေးမှာကိုရီးယားကုန်တင်လေရင်ကြီးတွေညဘက်မှာမင်္ဂလာတော်ဒီစိတ်မှာဆင်းပြီးတော့ပုံနေတင်တင်ပြီးတော့ပြန်ပြန်သွားတယ်လို့ကျမတို့ပြောတန်ကြတယ်နော် ကယ်ဒီဘွားတော့မနိုင်ပြုံးမပါနော်အမေဆိုတော့အာနာသိမ့်မှုဖြစ်ခင်မှာနိုင်ငံ6ရောင်းနေတော့လူစားထုံးမှုတွေလို့သွားတဲ့ဆိုပြုံးမပါနော်မျောမျောဆဆဆပြောဆိုထားတာဖြစ်တဲ့ဒီလိုမျိုးတွေးရတဲ့အုံတော့တော့ကျွန်တော်တို့လည်းရွှေချထားတင်တာဖြစ်ပြုံးမမှာကြာခင်မှာတော့ဒီဘွားမတွေရပါနော်စကားတန်အားတကယ်လားတကယ်မဟုတ်ဘူးလားဆိုတာတော့ကျွန်တော်တို့လည်းမျောထင်းနေတွေ့ရတော့မှာပဲဖြစ်ပါတယ်သူတို့နေနောက်ခုချိန်ထိဒွန်ဆဆုကြည်ရနိုင်ပြီတော့မှသူရဲ့သားတွေကိုပိုက်ဆံတွေလွှဲပေးခဲ့ပြီတော့မှနိုင်ငံတော်မန္တန်ငွေတွေကိုအလွယ်တုံးစားလို့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ိဘပြည်သူတွေကိုဝါရဖြန်ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါလည်းသူတို့အနေနဲ့ပေါ့နော်။တညီတညွတ်ထဲနဲ့ကျွန်တော်တို့ဒီတော်လိုင်းရေးမှာထဲထဲဝင်ပေါင်ကြတဲ့ပြည်သူတို့အားလုံးကိုဖြိုးချဖို့ကြိုးစားနေတဲ့ပြည်ပမာဒါကကျွန်တော်တော်လေးလုံနေတဲ့လုံနေတဲ့ဒီအမေစုနဲ့ကြားထဲမှာပေါ့နော်တွေ့ခွင့်မှုတွေဖြစ်အောင်ပြောဆိုလို့ကြံရလာကြတာပဲဖြစ်ပါတယ်လို့ကြံပြောဆိုလာကြတာပဲဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဒီ27ရာစုတော်လိုင်းရေးခင်းချင်းမှာတော့ပြည်သူတွေအလုံးခွာနဲ့အညီ ခုစဉ်တိုက်ပွဲတွေတိုင်းမှာလည်းအောင်ပွဲတွေရရှိနေတာဖြစ်ပါမှာမြေပပီသူတွေဘက်ကနေပြမှာလည်းစီမရှော့အားမပြပန်နဲ့ဒီတဲ့ပူပူမှာပူပေါင်းပေါင်းပေးကြဖို့ပြောရင်လည်းကျွန်တော်ဒီနေ့နေခင်မဲ့တစ်ပြက်ဗီဒီယိုကိုဒီနေ့မှာပဲဆောင်သက်ချင်ပါတယ်။စာဆောင်ကြည့်ရှုပေးကြတဲ့မြေပပီသူများလုံးစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှမြောက်လိုင်းမေးဘေးဒါနဲ့ကျွေးကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။